အတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယအတ္တနာဟိသုတံဒေနနာထံလပတိဒုံလပံအလောမကောင်းမွန်တဲ့စဉ်းစားစရာအလွန်ကောင်းတဲ့နားလေဖို့လည်းပဲအများကြီးကြိုးစားအထုတ်တဲ့နဲ့ဂါထာတော်လေးတစ်ပုဒ်အတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယ အတ္တနာဟိသုဒ္ဒံတေနနာတံလဘတိဒုံလဘံဒီကဒါလေးရဲ့ပထမအုပ်ဆုံးပါတာလေးကိုလူတိုင်းရတယ်နော်အတ္တဟိအတ္တနောနာတောအတိဘေကပြောတာတော့မိမိဒီသာလဲမိမိအတွက်အားကိုးရာဖြစ်တယ်အတ္တဟိအတ္တနောနာတောမိမိဒီသာလဲမိမိအတွက်အားကိုးရာဖြစ်တယ်ကောဟိနာတောပရောတိယာ မိမိမှာတဝါအခြားသူတွေဟာမိမိအတွက်ဘယ်မှာလာပြီးတော့အာကိုရာဖြစ်နိုင်မှာမလဲအတ္တနာဟိတုတ္တန်ဒေနမိမိစိတ်ကိုမှန်မှန်ကန်ကန်ကောင်းကောင်းမွန်မွန်ဆုံးမခြင်းအားဖြင့်နာထန်လပတိထုံလပံအလွန်တရာမှရနိုင်ခဲ့တဲ့ဘဝရဲ့အကြောင်းကိုအမှန်တိုင်သိမြင်နားလည်မှုပညာလို့ဆိုတဲ့အာကိုရာအစ်စ်ကိုရနိုင်ပါလေတဲ့ တည်တည်ချာချာလေးစဉ်းစားပြီးတော့ဒီကဒါလေးရဲ့ဆိုလိုချက်အတိတ်ပဲကိုရှင်းရှင်းလင်းလင်းနားလည်အောင်ကြိုးစားကြရဘဝမှာကိုယ်သာလင်ကိုယ်အတွက်အားကိုးရာ ဖြစ်တယ်ကိုယ်ဟာလွဲလို့အခြားသူတွေဟာကိုယ်အတွက်အားကိုးရာမဟုတ်ဘူးသူများစီမှာ ကိုယ်အတွက်အားကိုးရာဘာမှမရှိကိုယ်ဒီမှာပဲကိုယ်အတွက်အားကိုးရာရှိတယ် ကိုယ်ဒီမှာလည်းပဲကို့အတွက်အားကိုးရာရှိဖို့ဆိုရင်ရှားထားဖို့လည်းလူသေးတယ်အားကိုးရာအစ်စ်ကိုရအောင် ရှားမထားသေးဘူးဆိုရင်ကိုယ်ကလည်းကို့အတွက်အားကိုးရာ ဖြစ်အောင်မှာမဟုတ်သေးဘူးအဲ့ဒါကြောင့်ပြည်စုံအောင်မြတ်စွာဘုရားကိုယ်သာလင်ကို့အတွက်အားကိုးရာ ဖြစ်တဲ့အခြားသူတွေကကို့အတွက်အားကိုးရာမဟုတ်ဘူးလို့ပြောပြီးတဲ့နောက်မှာတကယ်အားကိုးရာ အစ်စ်ကိုရအောင် ဘယ်နည်းနဲ့ရှားရအောင်မလဲဆိုတာလေးကို နောက်နှစ်ပါးရနဲ့ဖြည့်ရွက်ပြီးတော့ဟောထား။ကိုယ်သာလင်ကိုယ့်အတွက် အာကိုရာဆိုတာဒီတိုင်းအာကိုရာကိုရှားမထားလို့ရမထားသေးတဲ့ကိုဟာကိုယ့်အတွက်အာကိုရာမဖြစ်နိုင်သေးဘူး။ကိုဟာကိုယ့်အတွက်အာကိုရာဖြစ်ကျင်နေဆိုရင်ကိုယ်မှာကိုယ့်အတွက်အာကိုရမယ့်အရာအာကိုလောက်တဲ့အရာကိုရှားထားဖို့လိုသေးတယ်တဲ့။ ကိုမှကိုအတွက်အာကိုရမယ်အရာဘာလဲဆိုတော့တလုံးနဲ့ထိတိမိမိပြောရရင်ပညာပါပဲပညာဆိုတာအမှန်တိုင်းသိမြင်နားလည်တဲ့သဘောဒီနေရာမှာဘာကိုအမှန်တိုင်းသိတာတုံးလို့မေးကိုဘဝကိုခန္ဓာရဲ့အကြောင်းကိုအမှန်တိုင်းသိတာသစ္စာလေးပါးကိုသိတာတော့အထုအထိတ်ဉာဏ်ပညာပေါ့တော့သစ္စာလေးပါးကိုသိတယ်ဆိုတာလည်းပဲ ဘဝဟာဆင်းရဲတယ်ဆိုတဲ့ပထမအမှန်တရားလူချင်းမမောမှုသည်ဆင်းရဲခြင်းရဲ့အကြောင်းတရားဖြစ်တယ်လို့ဆိုတဲ့ဒုတိယအမှန်တရားလူချင်းမှုချုပ်ငြိမ်ခြင်းသည်ဒုက္ခချုပ်ငြိမ်ခြင်းဖြစ်တယ်လို့ဆိုတဲ့တတိယအမှန်တရားအမှန်ကန်သိမြင်နားလည်မှုတမာဒိဋ္ဌိခေါင်းဆောင်နဲ့မိခင်၈ပါးသည်ဒုက္ခငြိမ်းရာသို့ဆက်ရောက်စေတဲ့လမ်းကြောင်းဖြစ်တယ်ဆိုတဲ့စတုဒ္ဓအမှန်တရားသစ္စာ၄ပါး အဲ့ဒီတစ္ဆာလေးပါးကိုထုတ်ထွင်းပြီးတော့သိတဲ့မြင်တဲ့ဉာဏ်ကိုမဲ့ဉာဏ်လို့ခေါ်တာအဲ့ဒီမဲ့ဉာဏ်ဟာတတ္တဝါတိုင်းတတ္တဝါတိုင်းအတွက်အလွန်မှရနိုင်ခဲ့တဲ့အာကိုရပဲအဲ့တော့မြတ်စွာဘုရားကကိုယ်သာလင်ကိုယ့်အတွက်အာကိုရဖြစ်တဲ့ခြားလူတွေဟာကိုယ့်အတွက်အာကိုရမဖြစ်ကြဘူးလို့ပြောပြတဲ့နောက်မှာကိုယ်ကလည်းကိုယ့်အတွက်အာကိုရဖြစ်ဖို့ ကိုမှအာကိုရာရှိအောင်ရှာထားရအောင်ပဲအဲ့ဒီအာကိုရာကဘာတော့ဆိုတော့အခုပြောလိုက်ပြီဘာလဲတော့ပညာတဲ့အဲ့ဒီပညာတည်းဟုသောအာကိုရာကိုရကျင်နေဆိုရင်ဘလို့ရှာရမလဲနီလန်းကိုပါတခါနဲ့မြတ်စွာဘုရားပေးတယ်အလွန်ပြည့်စုံတဲ့ဂါထာလေးပဲအတ္တနာဟိသူတံတေနနာတံလပတိတုံလပါဒါလေးပါဖြည့်ဆွတ်ပြီးတော့နှုတ်တဲ့အာကိုရာအောင်ဆောင်းတာအတ္တနာဟိသူတံတေနနာ မိမိကိုယ်ကို ကောင်းမွန်မှန်ကန်စွာဆုံးမခြင်းအဖြစ်ဆိုတာကိုယ့်ရဲ့စိတ်ကလေးကိုຢာကဆိုတဲ့မမောမှုဒေါသဆိုတဲ့အမကျေနပ်မှုလောဘဒေါသမဖြစ်အောင်တတိပဋ္ဌာန်ဘာဝနာကိုပွားများတာကိုအဲ့ဒါကိုယ်စိတ်ကိုဆုံးမတယ်လို့ပြောတာနော်ကိုယ်စိတ်ကိုကောင်းကောင်းဆုံးမတယ်ဆိုတာလူချင်းစရာမမောစရာအာယုန်နဲ့တွေ့တဲ့အခါမှာຢာကတို့လောဘတို့မဖြစ်အောင်မကျေနပ်ဖွယ် မနှစ်သက်ဖွယ်အာယုန်နေနဲ့တွေ့တဲ့အခါမှာဒေါသတို့ဒေါမနတတို့မဖြစ်ရလေအောင်ဒီသဘာဝတရားတွေဒီအတွေ့အကြုံတွေရဲ့အနိစ္စသဘောဒုက္ခသဘောအနတ္တသဘောကိုအမှန်အတိုင်းသိမှုဒီဉာဏ်ပညာကိုရရှိတတ်တဲ့တတိပဌံတရားကိုပွားများဗာလီပဲဖြစ်ဖြစ်သိဝင်လေထွက်လေကိုသိအခြေခံအဖြစ်ဝင်လေထွက်လေလေးကိုလိုက်သိ နော်မြင်ရတာကိုသိတယ်ကြားရတာကိုသိတယ်အနက်ရတဲ့ခါမှလည်းသိတယ်စားရတောက်တဲ့ခါမှလည်းသိတယ်တွေ့တဲ့ထိတဲ့ခါလည်းသိတယ်စိတ်ကူးတွေတွေ့တော့ခြံစီတာတွေကိုလည်းသိတယ်နော်စိတ်ထဲမှာခြံသားခြင်းဆင်းရဲခြင်းဝမ်းသာခြင်းဝမ်းနေခြင်းခံစားမှုတွေဖြစ်တိုင်းဖြစ်တိုင်းလည်းသိတယ်ဘာဖြစ်ဖြစ်လိုက်သိနေတာအဲ့ဒါကိုတတိပဌံတရားပွားတယ်လို့ခေါ်တယ်အဲ့ဒါလို့အမှန်ကအာယုန်နေနဲ့တွေ့တိုင်းတွေ့တိုင်း အတိအမှတ်ပြုပြီးတော့နေရတရားရှုမှတ်တယ်ပေါ့နော်အဲ့လိုတရားရှုမှတ်ပြီးတော့နေတယ်ကိုယ်ခန္ဓာရဲ့သဘာဝတရားတွေရဲ့အပေါ်မှာအာယုံဆိုင်ပြီးတော့ဖြစ်တိုင်းဖြစ်တိုင်းတည်နေတာသတိပဋ္ဌာန်တရားပွားရခေါ်တာအဲ့ဒီသတိပဋ္ဌာန်တရားပွားနေခြင်းတည်ကိုယ်စိတ်ကိုကောင်းကောင်းဆုံးမနေခြင်းပဲတဲ့အတ္တနာဟိသူတန်တေနကိုယ်စိတ်ကိုကောင်းကောင်းဆုံးမအဲ့လိုကောင်းကောင်းဆုံးမရင် तू ဘာဖြစ်မလို့ဆိုတော့ဘဝရဲ့အကြောင်းလောကရဲ့အကြောင်း ရုပ်တည်နေနေရဲ့အကြောင်းအဲ့ဒါတွေကိုအမှန်အကန်သိတယ်မြင်တယ်နားလေတယ်ဉာဏ်ပညာတွေကတဖြည်းဖြည်းနဲ့မြင်မလာဩပုဂ္ဂိုလ်တ attva တွေဖြစ်နေတာမဟုတ်ဘူးတဘာဝတရားတွေဖြစ်နေတာဖန်ဆင်းထားလို့ဖြစ်နေတာလည်းမဟုတ်ဘူးအကြောင်းမဲ့ဖြစ်နေကြတာလည်းမဟုတ်ဘူးအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေကြတာဒီတဘာဝတရားတွေဟာလည်းပဲတည်မြဲနေတာလည်းမဟုတ်ဘူးအမြဲတမ်းပြောင်းလဲနေတာ မကောင်းမွန်တဲ့တဘာဝတွေအစိုးမရတဲ့မပိုင်တဲ့တဘာဝတရားတွေလို့အနိစ္စဒုက္ခအနတ္တကိုပါတိတာအဲ့ဒီတိတဲ့ဉာဏ်ကတဖြည်းဖြည်းနဲ့မြင့်သွားရင်အဲ့ဒါသစ္စာလေးပါးကိုထိုးထွင်းပြီးတော့တိတဲ့မြင်တဲ့အဆင့်ကိုရောက်ရင်ဒါမဲ့ဉာဏ်ရတယ်ခေါ်တာတဲ့အဲ့ဒီမဲ့ဉာဏ်ကိုရပြီဆိုရင်ဝါတန်တရားတစ်ချောင်းလုံးအလွန်တရာမှရနိုင်ခဲ့တဲ့တန်တရားတစ်ချောင်းလုံးတစ်ခါမှမရခဲ့ဘူးတဲ့အာကိုရကိုအဲ့ဒီကြမှာရတယ် နာထံလပတိဒုံလပံဒုံလပဆိုတာရနိုင်ခဲ့တဲ့အရာလို့ပြောတာနာထဆိုအာကိုရနာထံလပတိဒုံလပံအလွန်ရနိုင်ခဲ့တဲ့အာကိုရရနိုင်ခဲ့တဲ့အာကိုရကိုအမြင့်မြတ်ဆုံးရှုတော့ကနေကြည့်ပြီးတော့ပြောမယ်ဆိုရင်သူကအရတမအရတဖူကိုပြောတာတဲ့ဒါဒီကထာလေးကဘလောက်လေးနဲ့လဲဆိုတာလေးကိုတရားနာပိသက်ပေါ့တို့တို့ဒီလောက်နားထောင်လိုက်ရရင်ရိပ်မိသွားတယ်နော် ကိုယ်သာလျင်ကိုယ်အတွက်အာကိုရဖြစ်တယ်။ကိုယ်ကလွဲလို့တခြားသူတွေကကိုယ်အတွက်အာကိုရမဖြစ်ကြဘူး။ကိုယ်စိတ်ကိုတတိပဋ္ဌံတရားပွားများခြင်းအဖြစ်ကောင်းကောင်းဆုံးမမှတာလျင်ကိုယ်အတွက်အလွန်မှရနိုင်ကြတဲ့အာကိုရကိုရမယ်တဲ့ဂါထာလေးရဲ့အဓိပ္ပာယ်။ဒါဒီလောက်ကောင်းတဲ့ဂါထာလေးမြတ်စွာဘုရားဘာကြောင့်ဟောတာလို့ဒီအကြောင်းအရာလေးကတရားနာတဲ့အလေးအလာများရတဲ့ဒကာရမတွေဆိုရင်ကြာဘူးနာဝရှိပြီသား။ ရာဇဂျိုမျိုးကတူရီတော်တထေသမီးလေးငငယ်လေးကစာပြီးတော့သာသနာပေါဝင်ခြင်းနဲ့လူပေါလူလောကမှာမပြောမွေ့ဘူးအဲ့ဒါမိဘတွေကသဘောမတူတော့သာသနာပေါလည်းမဝင်ရအဲ့ဒါနဲ့အရွယ်ရောက်လာတဲ့အခါကျတော့မိဘတွေရဲ့သဘောကျအိမ်တော်ရဲ့သားချရတယ်အိမ်တော်အမှုပြုရတယ်အဲ့ဒါနဲ့အိမ်တော်ကြာသွားတော့မှ သူ့ရဲ့အရှင်သခင်လင်းယောက်ကြားကိုကျင့်နဲ့အောင်တောင်းပန်ပြီးတော့သူဘိက္ခုနီမှာဝတ်တယ်။ဖြစ်ကျင်တော့သူဘိက္ခုနီမှာဝတ်တော့ဒီလူဘဝကကိုဝန်သားပြိတ္တိပါသွားအဲ့ဒါကိုသူကမသိ။အဲ့ဒါဘိက္ခုနီမှာဘိဘဝနဲ့နေရင်းနဲ့ဒီကိုဝန်သားကတဖြည်းဖြည်းနဲ့ထင်ရှားလာ။ဝိုးပြီးတော့ကံဆိုးတာက ရှင်ဒေဝရတ်ရဲ့အတိုင်းဝိုင်းမှာသူကသွားပြီးတော့ဘိက္ခုနီမှာဝေ့ရနေတာသူကရာဇဂြုံမျိုးသူဆိုတာအဲဒီမှာရှင်ဒေဝရတ်ကတို့အဖွဲ့အစည်းတိတ်ခါကြရတယ်ဆိုတဲ့အမြင်နဲ့လူကိုလည်းပေးလိုက်လို့အစင်းသားမစင်ခြင်းပဲနဲ့အယံကာရောက်ဆုံးဖြတ်ချက်ချတယ်အဲဒီတော့မှအဲဒီဘိက္ခုနီမလေးကငိုးယူပြီးတော့သူကရှင်ဒေဝရတ်ရဲ့သာသနာမှာအယံပြုခဲ့တာမဟုတ်ဘူးရသော်ဘုရားရဲ့သာသနာမှာအယံပြုတာဒါကြောင့်ငါ့ဘုရား မြတ်စွာဘုရားဒီကိုပို့ပေးကြပါလို့တောင်းပန်တော့ဘိက္ခုနီမတွေကသူ့ကိုမြတ်စွာဘုရားဒီကိုပို့ပေးတယ်။ဟိုရောက်တော့မြတ်စွာဘုရားကလူဘွားကပါလာခဲ့တဲ့တရေသာမန်သိပါတယ်ဒါပေမဲ့အများလက်ခံနိုင်မှုဆိုပြီးတော့ရှင်ဥပါလိတွေကိုဒီအမှုကိုအပ်တယ်ဒီကိုဝန်သားဘယ်တုန်းကရခဲ့တဲ့ကိုဝန်သားလေအဲ့ဒီမှာရှင်ဥပါလိကဝိသားကကြောင်းမကြီးအစရှိတဲ့မြို့မြတ်တဲ့ဘုံတွေရဲ့လက်ကိုအပ်ပြီးတော့ ဒီကိုဝန်သားဘယ်ချင်းကရခဲ့တာလဲဆိုတာကိုစီစစ်စေတယ်အဲ့ဒါလူဘဝရခဲ့တယ်ဆိုတာကိုထင်ရှားတော့မှသာသနာ့ဘဝမှာဆက်ပြီးတော့နေခွင့်ရတယ်အဲ့ဒါလိုနဲ့အဲ့ဒီဘိက္ခုနီမလေးဟာဘိက္ခုနီမဘဝနဲ့ပဲตาယောက်ျားလေးမွေးတယ်တဲ့အဲ့ဒီကလေးလေးကတစ်ချိန်မှာ ရှင်ကုမာရကတ္တပဆိုပြီးတော့စမ်းကြတဲ့တရားစကားကို ပြောတဲ့နေရာမှာဣတရေရတဲ့မထေသူမြတ်ကြီးတပါဖြစ်တယ် ငယ်တုန်းကသူတို့ဘဝရဲ့ဇာတ်ကြောင်းလေးတွေကစိတ်ဝင်စားစရာပေါ့အဲ့ဒါအဲ့ဒီဘိက္ခုနီမလေးကဒီကလေးလေးဝေးပြီးတော့ဘိက္ခုနီမဘဝလေးနဲ့နေတာအဲ့ဒါကလေးလေးငယ်ငယ်လေးအရွယ်မှာကောသလမင်းကြီးကကြောင်းတော်ရောက်တဲ့အခါမှာကလေးငိုစံကြားတော့အကျိုးကြောင်းမေးလို့သိရတဲ့အခါမှာဒီကလေးလေးကိုသူမွေးစားမယ်ဆိုပြီးတော့နတ်တော်ခေါ်သွားတယ်အဲ့ဒါမေးရဒေသကိုမခွဲခြင်းပဲနဲ့ခွဲရတယ် နောက်ခုနှစ်နှစ်သားအရွယ်လေးလောက်ရောက်တဲ့အခါကျတော့ဒီကလေးလေးကသူ့ရဲ့ဘဝအမှန်ကိုဘဝဖြစ်ကြောင်းကိုသိရတဲ့အတွက်ကြောင့်တံဝေကရထိတ်လန့်ပြီးတော့သူ့ကိုကိုရင်ဝတ်ပေးဖို့ပြောလို့အဲ့ဒီကလေးလေးကကျောင်းတော်ပြန်ရောက်လာတဲ့ကိုရင်ဝတ်ကလေးနဲ့နေတယ်။နောက်တော့ရွယ်ရောက်လာတဲ့အခါကျတော့ယဟန်ဖြစ်တယ်။ယဟန်ဖြစ်တော့သူတိတ်မကြဘူးတရားသူတရားမြင်ရအောင်ရှုပြီးတော့စိတ်ငြိမ်ရအရက်ကို ချင်းကပ်ပြီးတော့တရားဘာဝနာအလုပ်ကိုထွန်းထွန်းမောပေါဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကူးနဲ့ထွက်သွားတာအဲ့ဒါမအေးဘူးပြစ်ထားခဲ့တာအဲ့ဒါနောက်တော့သာသနာမှာလွန်မထင်ရှားတဲ့ဝံမိကတုတ်တံဆိုတာကိုသူ့ရဲ့အရှင်ဘွားကတည်င်းသုံးပေါ်ဖြစ်ခဲ့ဘူးတဲ့တငယ်ချင်းတော်ခဲ့ဘူးတဲ့နော်မြမာကြီးတူက သူ့ကိုတရားသူတရားမြတ်ရဖို့အတွက် ပု္ပ္ပာပြတ္တနာ15ချက်လာပြီးတော့မေးတာလေအဲ့ဒါကိုမြတ်စွာဘုရားဒီကိုသူပြန်ပြီးတော့သူနားမလဲတဲ့တရားမြတ်စွာဘုရားကိုမေးတော့မြတ်စွာဘုရားကအဲ့ဒါတွေကိုဖြေပြတာဝံမိကတုတ်တာဆိုတာရှိတယ်ဤခန္ဓာကိုတောင်ဖို့ဆိုလို့ညင့်ကိုလုံမျိုးကြံဖန်ပြိုးသည်အခိုးလူလူထွက်တော်ဟူ၏တဲ့အဲ့ဒီတုတ်တန်ကြီးကလည်းအလွန်ကောင်းပါလေဆရာတော်တော်များများလည်းဟောတာရှိတယ်အဲ့ဒါရှားဖွေပြီးတော့ နာယူကြည့်ပေါ့အလွန်ကောင်းတယ်ဝမိကတုတ်တာခန္ဓာကိုယ်ကြီးဟာတောင်ပေါ်ကြီးနဲ့တူတယ်ညဆိုရင်အခိုးတလူလူထွက်တယ်နေ့ဆိုရင်မီးဟုံဟုံတောက်တယ်အလွန်ထူးဆန်းတဲ့တောင်ပေါ်ကြီးအဲ့ဒါကိုပညာရှိဆရာကြီးကသူ့ရဲ့တပည့်ကိုပေါက်တူးလက်အပ်ပြီးတော့ဒီလောက်ထူးဆန်းတဲ့တောင်ပေါ်ကြီးကိုမင်းတူးကြည်စမ်းกว่าထဲထဲမှာပါဒီမင်းရှိမလို့ဒီတုတ်တံကိုပြောနေရရင်အများကြီးရှည်သွားတယ်နော်အဲ့ဒီဝမိကတုတ်တံเนี่ย ဲ့ဒီဝံမိကတုတ်တံမြတ်စွာဘုရားဖြည့်ပြတာရဲ့အဆုံးမှာအဲ့ဒီနိနာနိဒ္ဒယအတိုင်းစူးစမ်းအထုတ်လို့အဲ့ဒီရှင်ကုမာရကတ္တပသောသောကဘိက္ခုနီမာလေးရဲ့သားယဟန်ယဟန္တာဖြစ်တယ်အဲ့ဒါယဟန္တာဖြစ်တော့လည်းပဲမေတော်ကိုသူသွားပြီးတော့တွေ့ဟာမတူဘူးအဲ့ဒါလို့နဲ့တနေ့တော့ရာဇယုမျိုးထဲမှာစွန့်ခံကြရင်လည်းသားမိနှစ်ယောက်တွေ့ရတာတွေ့တဲ့အခါကျတော့ဒီမအေဖြစ်တဲ့ဘိက္ခုနီမာကသားနဲ့ကွဲကွာနေတာစနစ်နှစ် တောင်ရှိနေပြီတဲ့ အလုံးမှစိတ်နှလုံးဟာနော်လွမ်းဆွတဲ့စိတ်နဲ့သားကိုတန်းတားတဲ့စိတ်နဲ့တရဲမှချမ်းချမ်းသာသာပျော်ပျော်မွေ့မွေ့နေရတယ်လို့လည်းမရှိဘူးအဲ့ဒါအဲ့ဒီနေ့တော့သားကိုတွေ့တဲ့အခါကျတော့တခါလဲသူအပြေးလွတ်သွားပြီးတော့နော်သားရဲ့ခြေပမိုးပေါ်နှစ်ဖူးတင်ပြီးသူကြော့တယ်မြေကြီးတွေကလည်းစီးကြအဲ့ဒီချိန်မှာရှင်ကုမာရကတ္တဝါကစဉ်းစားတယ်တဲ့ငါဒီချိန်မှာငါရဲ့အမေကို နုနုညံ့ညံ့တာတာရာရာဆက်ဆံပဲရှိလို့ရှိရင်ငါဘုံမှာဖြစ်နေတဲ့တန်ရောစင်တွေကပိုးပြီးတော့တိုးလာတဲ့အကြောင်းသာရှိတယ်ဒီလိုဆိုလို့ရှိရင် तू ဟာဒုက္ခငြင်းဖို့အတွက်လွတ်လွတ်ကျွတ်ကျွတ် तू လုံနိုင်မှာမဟုတ်ဘူး